န္တလေးတိုင်းပြင်းလွေမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဦးမြထွန်းဦးရဲ့မဲဆွဲစီရင်ရေးခီးစဉ်ကိုကျမတို့ Prime Media ရိုက်ကူးပြီးတော့လေးလာဖြစ်ခဲ့တာဆိုရင်အခုခီးစဉ်တော့ကိုရောက်ရှိနေပါပြီ။ဒီနေ့မှဆိုရင်တော့ကြောက်ဖြာတို့ကြေးရွာမှာရှိတဲ့ရွှေပြဥမင်္ဂလာခမ်းမမှာဆိုရင်ပြည်သူ့တော်ကိုယ်စားလှယ်လောင်းနေတဲ့ရမီရဖတွေတွေ့ဆုံနေကြပါရဲ့ရှင့်အခုဆိုရင်အထက်မှာပြောင်းချက်ခံတဲ့ဖွံ့ဖြိုးပါတီကကိုယ်စားလှယ်လောင်းတွေနဲ့ရမီရဖနေတဲ့တွေ့ဆုံပြီးတော့မေဘေးဆိုင်ရာကိစ္စတွေဆွေးနွေးနေကြပါတယ်ကျမတို့ Prime Media အနေနဲ့ ဒီမဲဆွဲခီးစင်ကိုလိုက်ပါပြီးတော့ရိုက်ကူးတဲ့အခါမှာသတိထားမိရလေးချက်ရှိပါရဲ့ရှင်အဲ့ဒါလေးကတော့ကိုယ်စလဲလောင်းနေအနေနဲ့ကိုယ့်ရဲ့လိုလားချက်တွေပြည်သူပေးနိုင်တဲ့အရာတွေကိုလည်းတင်ပြတာတွေ့ရတဲ့လိုမျိုးပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်းမေးမြန်းနေတာမြင်တွေ့ရပါရဲ့ရှင်ဒီချက်လေးကအင်မတန်ကောင်းပုံပါရဲ့ရှင်အခုလိုမျိုးပြည်သူလူတော်ကိုယ်စလဲလောင်းတွေနဲ့ပြည်သူတွေနဲ့ရင်းနှီးစွာတွေ့ဆုံပြီးတော့ရရအကျိုးသေးဖို့နိုင်ဖို့ဆွေးနွေးနေကြတဲ့မြင်ကွင်းတွေဟာအင်မတန်စိတ်ချမ်းမြေ့စရာကောင်းပါရဲ့ရှင်အကြခင်လမ်းမရွေးကောက်ပွဲမှာလည်းမိဘပြည်သူတို့အနေနဲ့

အခုဆိုရင်ကြောက်ပြတို့ကြေရွာမှာဒီသလိုတော့ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဥမြထုံဦးဝနေပြီးတော့ဒေသခံတွေနဲ့တွေ့ဆုံပြီးတော့ရမိရဖတဲ့လူလားချက်တွေဆွေးနွေးချက်တွေကိုသေချာနားထောင်ပြီးတော့ရှင်းပြပေးနေတာမြင်တွေ့ရပါတယ်ရှင်ပြည်သူ့ကြက်ခိုင်နဲ့ဖွံ့ဖြိုးပါတီက ်လှုပ်တော်ကိုယ်စားလှယ်လောင်းနေရဲ့မဲဆွဲစီဝင်ခီးစင်အားဆိုရင်ယနေ့မှာကြေးရွာ၃ခုတိတိကိုရောက်ရှိခဲ့တာကိုကျမတို့လိုက်လံပြီးတော့ရှိုက်ကုခဲ့ပါတယ်။ပထမဆုံးရောက်ရှိတဲ့ကြေးရွာကတော့ဝဘိုးရှိကြေးရွာဖြစ်ပါတယ်။ဒုတိယကြေးရွာကတော့အောက်ချမ်းသာကြေးရွာဖြစ်ပါတယ်။အခုရောက်ရှိနေတဲ့ကြေးရွာကတော့ကြောက်ဖြာလူကြေးရွာဖြစ်ပါတယ်။မဲဆွဲစီဝင်ခီးကာလမှာအခုလိုမျိုးရွာစဉ်ကို ပြည့်ဝရောက်ရှိနေအောင်ကြိုးစားပြီးတော့ပြည်သူလူထုနဲ့တွေ့ဆုံနေတာဟာမဲဆွယ်စည်းရုံးခီးစဉ်တစ်ခုရဲ့နှစ်သာရတစ်ခုပါပဲရှင်။လာမယ့်2025ခုနှစ်ထရီရွှေကောက်ပွဲမှာမိဘပြည်သူများအားလုံးမဲပေးကြဖို့အတွက်ကျွန်မကတိုက်တွန်းလိုပါတယ်။ခိမေပွမျိုးတိုးတက်ပြီးတော့လှပတာရတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကိုကျွန်မတို့အားလုံးတက်ညီလက်ညီတိစောက်ကြရမှာဖြစ်ပါတယ်ရှင်။